မြောက်မက်ဆီဒိုနီးယားနိုင်ငံကနိုင်ကလပ်တစ်ခုမှာမီးလောင်ကျမှုဖြစ်ပွားခဲ့တာကြောင့်လူ90ထက်မနည်းသေဆုံးခဲ့တယ်လို့နိုင်ငံပိုင် MIA သတင်းအေဂျင်စီကမလ16ရက်မှာဖော်ပြခဲ့ပါတယ်။မီးလောင်မှုဖြစ်ပွားချိန်မှာလူပေါင်း1000ကျော်ဟာဂေတဖျော်ဖြေပွဲတစ်ခုအတွက်နိုင်ကလပ်အတွင်းစုယုံရောက်ရှိနေကြတယ်လို့ဆိုပါတယ်။ မီးလောင်မှုဖြစ်စဉ်ဟာစကော့ဂျီမြို့တော်အရှေ့ဘက်ကီလိုမီတာ100မိုင်60အကွာဝေးမှာရှိတဲ့ကိုကာနီမြို့မှာရှိတဲ့ night club တစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီးမီးလောင်မှုဖြစ်ပွားချိန်မှာဖြိုပြွေးပွဲကိုရောက်ရှိလာသူ1500ခန့်ရှိကြောင်းပြည်ထောင်ဝင်ကြီးဌာနကိုကိုကာပေ MIA ကဖော်ပြခဲ့ပါတယ်။အာနာမိုင်တွေရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး AFP သတင်းဌာနကချက်ချင်းအတည်ပြုနိုင်ခြင်းမရှိတာဖြစ်ပါတယ်။လူဦးရေ3000ခန့်သာနေထိုင်တဲ့အဆိုပါကိုကာနီမြို့မှာရှိတဲ့ Boss အမည်ရှိတဲ့ night club မှာ hip hop အဖွဲ့ဖြစ်တဲ့ DNK ရဲ့ဖျော်ဖြေပွဲအတွင်မိလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ MIA ကဖော်ပြခဲ့ပါတယ်။ဒီဖျော်ဖြေပွဲကိုမလ15ရက်ညတကောင်ချိန်မှာစတင်ခဲ့တာဖြစ်ပြီးလူငယ်အများစုတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ဖြော်ပြပွဲကျင်းပနေချိန်မလ15ရက်မနက်3:00နာရီမှာမိစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးလူပေါင်း100ကျော်တရားရရှိခဲ့တယ်လို့အွန်လိုင်းမီဒီယာတခုကဖော်ပြခဲ့ပါတယ်။ဖြော်ပြပွဲအတွင်းမိရှုမိမန်းတွေအုံပြုမှုကြောင့်မိလောင်ကျွမ်းခဲ့တာဖြစ်နိုင်တယ်လို့ဒေသခံမီဒီယာတွေကဖော်ပြ ခဲ့ပါဗျ။